ဝင်ဝင်အန်တာတိန်မန့်တော်လန်ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တော်လန်ပရိသတ်တွေအတွက်နုပညာသတင်းအချို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမှာပြုလုပ်မဲ့နိုင်ငံကျော်အဆိုတော်ဦးတူတူရဲ့နှွေယူဂီတာဆဖရန်ညာဂီတာဖြုတ်ပြပွဲမှာတချင်းအပုပ်ရေ30ကျော်ရွေးချယ်တည်ဆူသွားမည်ဖြစ်ကြောင်းဦးတူတူကသူ့ရဲ့ Facebook စာမျက်နှာကနေတဆင်မျှဝေထားပါတယ် ီပွဲကိုလာမယ့်ဧပြီလ12ရက်နေ့မှာအမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုဘေးအေရီးယားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး1980ကျော်90ကျော်အချိန်ကသချင်းရေစီခနပြောင်းပြီးစီမျောသွားကြဖို့အတွက်လဲအဆိုရောဥတုတုကဖိတ်ခေါ်ထားပါတယ်ဂီတဖြည့်ပြွေးဝဲလက်မှတ်တွေကိုဒေါ်လာ90 85ဒေါ်လာဒေါ်လာ100နဲ့ဒေါ်လာ150တို့ဖြင့်ရောင်းချပေးလျက်ရှိပြီးဂီတဖြည့်ပြွေးပွဲနဲ့အတူရမုံငွေရရှိရေးမြန်မာအစားအသောက်များလည်းရောင်းချပေးသွားမှာဖြစ်ပါတယ် အစားအသောက်များကိုညနေ၄နာရီမှစတင်ရောင်းချပေးသွားမှာဖြစ်ပြီးဂီတဖြည့်ပြီးပွဲကတော့ညနေ၆နာရီမှည10နာရီချိန်ထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အဆိုတော်ဥတုဒုကလည်းဆမ်မန်စစ်ကိုဘေးအေရီးယားကချစ်တော်ပရိသတ်များမိတ်ဆွေပေါင်းသင်းများဧပြီလ12ရက်2025မှာစုံကြရင်အရင်တုန်းကဆုခဲ့တဲ့တခြင်းတွေနောက်ပိုင်းဆုပြတဲ့တခြင်းတွေတဝါကြီးနားထောင်ရင်တခြင်းတွေရဲ့နောက်ခံအကြောင်းတွေလည်းမျှဝေပြီးသွားမှာဖြစ်လို့လာရောက်အားပေးကြဖို့ကိုဖိတ်ခေါ်ထားပါတယ်။ မနေ့ကမလ29ရက်နေ့ညပိုင်းကလည်း DPP Peak of Flint Festival မှတ်တမ်းရုပ်ရှင်ပွဲတော်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့ရှိနိုင်ငံခြားသတင်းတောင်များကလပ် FCCT မှာကျင်းပခဲ့ကြောင်းသိရပါဗျ။မြန်မာနိုင်ငံမှာဆက်အနာသိမှုနောက်ပိုင်းပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေကိုရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်က20ရက်က9ကားကို DPP Peak of Flint Festival မှာပြသခဲ့တာပါဗျ။ ဒီမတန်ရုပ်ရှင်တွေကမြန်မာသတင်းတောက်တွေနဲ့မတန်ရုပ်ရှင်ဖန်တီးသူတွေရဲ့လွတ်လပ်စွာရှင်မြိုင်ဖန်တီးရိုက်ကူးထားခဲ့ကြတာဖြစ်ပါတယ်။ဒီ DVB Fig of Flint Festival ကို Norway, Sweden, Chess, Ireland, New Zealand စတဲ့ဥရောပနိုင်ငံတွေမှာ ပြသခဲ့ပြီးဖြစ်လို့ Australia နဲ့အခြားနိုင်ငံတွေမှာလည်းဆက်လက်ပြသနိုင်ဖို့စီစဉ်နေကြောင်းသိရပါတယ်။နယ်သာလန်နိုင်ငံ Instagram မှာ1955ခုနှစ်ကလေးက ဒက်ဓာတ်ပုံဆရာတွေနဲ့စုဖွဲ့ထားတဲ့ Wolf Prep Photo Foundation ကြီးဟာကမ္ဘာတဝန်းကဓာတ်ပုံသမားတွေအတွက်ဓာတ်ပုံစုတွေရွေးချယ်ပေးအပ်နေတာဖြစ်ပါတယ်။ Wolf Prep Photo ရဲ့2025တရင်ဓာတ်ပုံစုရရှိသူများဆင်ကိုမလ29ရက်နေ့ကကျင်းပခဲ့ရာမြန်မာတရင်ဓာတ်ပုံဆရာ ကိုရဲအောင်သူလည်းစုစုရရှိခဲ့ပါတယ်။ အနေနဲ့အင်ကွန်ဖလစ်ဆိုတဲ့ကောင်းစင်နဲ့ဆူရရှိခဲ့တာပါဒေဘုံဆရာရဲ့2020ခုနှစ်စစ်အစိုးရအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အကြောင်းအဆက်မပြတ်အစဉ်ခံတင်ပြမှုကြောင့်စုရွေးချယ်အဖွဲ့ကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။ခိုင်မာတဲ့ရွေးချယ်မှုနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအတွင်းက တပ်ဖွဲ့ဝင်တွေရဲ့ကြွေးပြချမ်းသာတဲ့အတွေ့အကြုံတွေကိုထိထိရရောက်ဖန်ယူထားပါတယ်မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပြိပက္ခကိုမှတ်တမ်းတင်ဖို့ဓပုံဆရာရဲ့ကြီးမားတဲ့အားထုတ်မှုတွေဟာဓပုံဇလန်အတွက်သူတို့ရဲ့ခိုင်မာတဲ့ဂရိကိုပြထားတယ်လို့ဆွေးချေရေးအဖွဲ့ကမှတ်ချက်ပေးထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့နာဂိုရာနေပွဲတော်မှာတော်လန်အမှုပညာရှင်အူပါဝင်ဖြုတ်ပြသွားမဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ဂျပန်နိုင်ငံနာဂိုရမကျင်းပပြုလုပ်မဲ့နွေဦးပွဲတော်မှာတော့တော်လန်အမှုပညာရှင်တွေဖြစ်ကြတဲ့အဆိုတော်ဝင်းနိုင်စိုးနဲ့ချင်းတိုင်းသားအဆိုတော်ဒေးဗစ်လိုင်တို့ပါဝင်အဖြစ်ဖြောပြတင်ဆက်သွားမယ်လို့ပွဲစီစဉ်သူတွေထံမှသိရပါတယ်။အဆိုပါနာဂိုရမနွေဦးပွဲတော်ကိုလာမယ့်ဧပြီလ6ရက်နေ့နေ့လယ်7:00နာရီမှညနေ6:00နာရီအချိန်ထိကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ဒီပွဲမှာအမိမေလက်ရမြန်မာအစားအစာများကိုရောင်းချပေးသွားမှာဖြစ်ပြီးရိုးရာနှစ်တကူပွဲတော်လည်းဖြစ်ပါတယ်။ အမိမိရဲ့လွယ်ချက်တွေဖြစ်စီဖို့ဒီစီဇန်လေးမှာပါဝင်အားဖြင့်ကူညီလိုတဲ့လုပ်ငန်းရှင်များကိုလည်းနွေဦး Festival နွေဦးပွဲတော်နာဂူရာကဖိတ်ခေါ်ထားပါတယ်။ဧည့်သည်ရှင်အစိုးရဝင်းနိုင်စုနဲ့ချင်းတိုင်းသားအစိုးရဒေးဗစ်လိုင်တို့ကလည်းဒီပွဲလေးမှာပူပေါင်းပါဝင်အဖြစ်ကြဖို့ဖိတ်ခေါ်ထားပြီးအဆိုတော်ဒေးဗစ်လိုင်ကတော့ဒီပွဲလေးဟာစေစနာဝန်ထမ်းတွေတော်လင်ညီကိုတွေစုပေါင်းပြုလုပ်ထားတာဖြစ်ပြီးနာဂရနဲ့အနီးတစ်ဝိုက်မှာရှိတဲ့မြန်မာပြည်သူတော်လင်ပြည်သက်တွေလာရောက်အားပေးကြဖို့ကိုလည်းဖိတ်ခေါ်ထားပါတယ်ခင်ဗျာ